ဟိုအေးဟုတ်လားမဟုတ်လားစစ်တယ်ဗျာဆိုပြီးတော့မဟုတ်မဟုတ်တာသိရတာနဲ့ဟိုမှာဘယ်လိုပြောနှုတ်ပိတဲ့ပုံစံမျိုးနဲ့သူတို့နှိမ့်ဆက်တာကိုမသိအောင်လို့နှုတ်ပိတဲ့ပုံစံမျိုးနဲ့နေပြီးတော့တက်လိုက်တယ်ရွှေရှင်မင်းသားနေတိုးတွင်ရဲ့သူတို့ကြည့်ပြီးကြီးပြင်းလာတာဆိုတော့ကြိုက်တယ်အခုအဲ့လိုမျိုးဟိုပါဖြစ်သွားတော့ကျွန်တော်တို့ကတော့ bike call ပေါ့ဟုတ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဟိန်းစောဦးပါတော်တော်တောင်မုံ96ခွန်တုံညတတဟင်းဆုံးဖြစ်ပါတယ်။ကျွန်တော်စီရင်လောက်တာတော့2022ဆန္ဒလပိုင်း9ရက်နေ့မှာစီရင်လောက်ပါတယ်။ ညောင်ရီညောင်ရီဘောလေးလမ်းမရှိရဲ့ညောင်နေပင်ကောင်းကနေပြီးတော့စီစဉ်လှုပ်လာပါတယ်ကျွန်တော်ဒီစစ်တနန်း6လတက်ပူပါပေါ့တက်ပူကတော့ကျွန်တော်ခမရနှစ်ကိုရောက်တယ်တမလီလီလက်အောက်ခံခမရနှစ်ကိုရောက်တယ်အဲ့မှာကျွန်တော်ကြာတယ်ပေါ့6 6လ9လလောက်တော့ရှိနေလောက်တန်းမှာပဲကျွန်တော်ဟို despite လောက်တာပေါ့ despite လောက်ဟိုစရေးအကူပေါ့စရေးအကူရုံးစားဖို့ဘာညာပဲလောက်ရတယ်ဗျာအဲ့အချိန်မှာကျွန်တော်တငယ်ချင်းတွေကရခိုင်ကိုအချိန်တော့ပါသွားပြီ ကျွန်တော်တယောက်ပဲကျန်ခဲ့ကျွန်တော်လည်းနောက်တယောက်ကျွန်တော်တင်းနှန်းစင်းနဲ့မှ6ယောက်ပါတယ်ဗျာ6ယောက်မှကျွန်တော်လည်းနောက်တယောက်ကျန်တယ်4ယောက်ကပါသွားပြီဟိုရှီတန်းရက်ခိုင်ပေါ့အခမ်းမြောက်ဦးမျိုးမြောက်ဦးမှမြောက်ဦးမြောက်ဦးရောက်သွားတယ်ပေါ့အဲကျွန်တော်ကျွန်တော်တို့ကကျန်ခဲ့တယ်အဲနောက်ပိုင်းကျတော့ကျွန်တော်ကဒီနောက်တန်းမှနောက်တန်းမှရှိတဲ့ဟိုနောက်တန်းမှုပေါ့ဘုံမှုဘကနဲ့ဥပါကနဲ့ကျွန်တော်နဲ့စကားများတယ်ပေါ့ စကားများပြီးတော့သူကျွန်တော်ထိုးပြီးတော့အချုပ်ထဲထည့်တယ်ထည့်ပြီးတော့သူကျွန်တော်နောက်နေ့ကျတော့ခြေတန်းပို့လိုက်တယ်ပေါ့မြင်ကမှုပုံမှန်တယ်ပေါ့မြင်ကမှုပုံမှန်နဲ့ခြေတန်းပို့လိုက်တယ်ကျွန်တော်ဟိုရောက်တဲ့အချိန်မှာတော့ကျွန်တော်ဟိုဘက်ဟိုစားထွက်ပြီဆိုတော့ကျွန်တော်တနက်ကြီးထိုးဖို့မရှိတော့ဘူးဘာလို့လဲဆိုတော့ပြစ်ခက်ရဆဲဆိုပြီးတော့လှုပ်ထားတယ်ဟိုရောက်အာနဲ့ဟိုရောက်သွားဟိုမှာတနက်နဲ့3လလောက်ကြာတယ်ပေါ့ဒါပေမဲ့တနက်နဲ့3လလောက်ကြာပြီးမှဒီတန်းရုံပြန်ရောက်တယ်အဲ့အဲ့မှာတော့ကျွန်တော်တကယ်မတိုက်ခဲ့ရဘူးပေါ့ဒါပေမဲ့ ူများပြောပြရဲ့အတွေ့အကြုံလေးပေါ့တွေ့ကြုံလေးတော့ရှိတယ်အဲဗာလဲဆိုတော့သူတို့ဒီခြေတန်းကိုစားထွက်ပြီဆိုတာနဲ့တင်မောနဲ့တွားတယ်တင်မောပုတ်ပေါ့အဲပုတ်ပေါ်ကနေပြီးတော့ဟိုတရားပေါ်ကနေပြီးတော့သူများအာဘီဂျင်းနဲ့ထူလာတယ်ဗာလဲခံရတယ်ပြီးတော့အဲပြီးတော့သူတို့တွားပြီးတော့မှအဲကန်းဆိုင်ပြီပေါ့ကန်းဆိုင်ပြီအဲကနေပြီးတော့စတူးတယ်သာတူရနဲ့ရွာသား၃ယောက်လာမသိတွေ့တယ်။၃ယောက်တွေ့တော့သူအေးအေးဟုတ်လားမဟုတ်လားစစ်တယ်တဲ့။မဟုတ်မဟုတ်မဟုတ်တာကိုသိရတာနဲ့ဗျာ တက်လိုက်တယ်တဲ့အာတကယ်လုံးခဲ့လူကိုယ်တိုင်ပြောပြရပါဘောနော်ဟုတ်ရခိုင်ရခိုင်ရခိုင်ညာငင်သားပဲရခိုင်ရခိုင်ပြည်နယ်ကရခိုင်ဟိုရခိုင်နေဝဲသူကဟိုအေးဟုတ်လားမဟုတ်လားစစ်တယ်ဗျာပြီးတော့မဟုတ်မဟုတ်တာသိရတာနဲ့ဟိုမှာဘယ်လိုပြောနှုတ်ပိတ်တဲ့ပုံစံမျိုးနဲ့သူတို့နှိမ့်ဆက်တာကိုမသိအောင်လို့နှုတ်ပိတ်တဲ့ပုံစံမျိုးနဲ့မင်းကြီးကတက်လိုက်တယ်ဘာလို့ជីတန်ကုံမှာဆုလို့တဲ့သူပြောပြတာជីတန်ကုံမှာဆုလို့တဲ့အာသူတို့သူတို့ကိုယ်တိုင်လောက်ခဲ့တာပါ ြောပြပြီးလဲပြောသူတို့အရှိတ်ဆက်တိုးတယ်ရှိတ်ဆက်တိုးပြီးတော့လေခွင်းထဲမှာအဖိုးကြီးနှစ်ယောက်ဗျသူပြောပြတော့အဖိုးကြီးနှစ်ယောက်နွားချောင်းနဲ့အဖိုးကြီးနှစ်ယောက်အဲ့တော့လည်းဘာမှမဆိုင်ဘူးသူပြတ်တက်ကြည့်တာပဲအဲ့လိုပြတ်တက်ပြီးလဲပြီးတော့ရွာတွေဝင်တာပေါ့ရွာတွေဝင်ဝင်တဲ့အချိန်မှာအေးကတော့သူသူ့ပြည်နယ်ရရှိလူတွေအကုန်လုံးပေါ့ဗျာဒီမှာဆစ်ဖြစ်နေပြီနှုတ်ဆောင်တော့အဲအဲ့လိုသူကတတိပီးတယ်ဒါမဲ့တကယ်မပြေးနိုင်တာကြတော့ဒီဘိုက်ကြီးတွေတို့ကလေးတွေတို့ပြင်အတကြီးရွယ်ဝင်ရှိမှာ ဲ့လိုရှိရလူတွေကြလို့ရှင်လဲဒီစက်တကတွေ့ရတဲ့တွေ့တဲ့မြတ်လူကုန်ပြတ်တာအဲသူတို့သူတို့စိတ်ထဲမှာဒီရခိုင်ဆိုတာနဲ့သူတို့မုန်းနေပုံလိုမျိုးဖြစ်တာဘာဖြစ်လို့လဲဆိုတော့သူတို့ခဏခဏတေးရပြားဒီလားသူတေးပြန်ပြီဟိုတယောက်ဟိုတယောက်တေးပြန်ပြီရခိုင်အဲဒီအေအေလက်ဆာနဲ့မိပြီတေးနေတာဆိုတော့ဒီရခိုင်မျိုးသူတို့ကမုန်းတွေ့တဲ့မြတ်လူကုန်တက်အဲရွာထဲဝင်ပြီးအဲတက်ပြီးလဲပြီးတော့ကြားတဲ့ခုကကြတော့ဒီသူတို့ရွာတွေရွာဝင်တယ်ပေါ့အရွာဝင်တဲ့အချိန်မှာဒီအေကပြစ်တယ် ြည့်တယ်ဆိုသူတို့ပြန်ဆုတ်ပြီးတော့အဘုံကျဲခိုင်းတော့ဘောင်းဟန်ကဘုံဒီနဲ့ချပြီးတော့တရွာလုံးမီးလောင်ပါတရွာလုံးမီးလောင်ရွာပါပြတ်သွားပါပဲအဲဒီထဲမှာလည်းဒီမပြေးနိုင်တဲ့လူတွေပါတော့ရှင့်ရှိမှာပေါ့အဲ့နဲ့သူတို့ဒီစကန်းကုန်းပေါ်ရောက်တယ်ပေါ့စကန်းကုန်းပေါ်ရောက်ပြီးတော့ဟိုစကန်းကုန်းပေါ်ရောက်ပြီးတော့သူတို့ဟိုဘုရားကုန်းမှာဘုရားကုန်းမှာစကန်းကုန်းတည်ထားတယ်စကန်းကုန်းတည်ထားပြီးတော့အေးရလာတိုက်ရောလာတိုက်ပြီးတော့လာတိုက်တော့သူတို့နှစ်လသုံးလလောက်နှစ်လအဲတစ်လခွဲနှစ်လလောက်ပေါ့ငတ်ခဲ့တယ်တဲ့ စားစရာမရှိပါမရှိနေတော့ဟိုစံပြုတ်တော်မှဟိုနှုတ်စီဘူးတဝက်တော်မှပြလူ9ယောက်လောက်စံပြုတ်လုပ်ပြီးတောက်ရတယ်တဲ့အဲ့လိုပေါ့သူတို့ပြပြတွေ့ကြောင်ကရခိုင်အောင်အဲ့လောက်အဲ့လောက်ပဲရှိရပါဘောဟိုကျွန်တော်ကြာဘူးတာတော့ A ကကျွန်တော်ဘာမှမရှိဘူးဗျကျွန်တော်နဲ့တကယ်တိုက်နေတော့ကလည်းဒီမှာရှိ RPG ရှိမယ် AK ရှိမယ်အာ60ရှိမယ်အဲ့လောက်ပဲရှိအောင်ဆက်လက်အဲ့လောက်ပဲရှိရဲ့နေသားနေသားနေမျိုးသူတို့ခုလို့ အခုလိုဘယ်လိုပြောမလဲရခိုင်ပြည်နယ်တစ်ခုလုံးတိုက်နိုင်တိုက်နိုင်လောက်တဲ့သူတို့စိတ်ဓာတ်သူတို့စိတ်ဓာတ်တော်တော်လေးမာကြောရယ်ပေါ့နော်တကယ်ကျွန်တော်ဟိုဟာတွေပြောပြတာပေါ့ကျွန်တော်ကျွန်တော်စီနီယာတွေသူတို့တကယ်ရခိုင်နဲ့တိုက်ခဲ့ရလူပြောပြတာပေါ့နော်ကြားဘူးတာရခိုင်တကယ်စီးလုံးတယ်သူတို့ဘယ်လိုပြောမလဲဒီသူတို့စကန်းကုန်းတော့တိုက်လို့သူတို့စကန်းကုန်းရတယ်ပဲလားသူတို့ရှိရဘာမှဟိုလက်နက်ခဲရင်အလောင်းအဲ့လိုရဖို့မလွယ်ဘူး သူကမရအောင်ပြန်ဆွဲဟုတ်တယောက်သေးသွားရမလားအဲ့တယောက်မရအောင်ပြန်ဆွဲသူသူသူတို့ရှီကသူတို့စကံကုန်သိန်းလို့ဒီဒီဟိုမှာကျွန်တော်တို့ဒီစကားစားစကံကုန်သိန်းခံရလို့မျိုးတနက်တွေပါရအောင်မျောမမျောမမျောလင်းနဲ့သူတို့မရအောင်ဆွဲဘာလို့သူတို့တအားစီးလုံးနေပါသူတို့စိတ်ဓာတ်တွေအရန်ကောင်းနေပေါ့အဲ့ကြောင့်မလဲဒီလိုဒီလိုအနေထားမျိုးရအောင်ဒီလိုတနိုင်တပီနယ်လုံးနီးပါးရအောင်လို့တိုက်လာနိုင်တာပေါ့အေးနဲ့ ဟိုဘယ်လိုပြောဒီ A နဲ့ရခိုင်ပြည်သူနေရခိုင်ပြည်သူရခိုင်ရခိုင်သားနေကလုံးဝဆက်ဆံရအဆင်ပြေတယ်ဟိုကြိုက်တဲ့နေရာကိုသွားလိုက် A ရလို့ပြောလိုက်သူဒီရကြိုက်တဲ့အိမ်တက်စာတက်စာလို့ရတယ် A ကလည်းရှင်းတယ်သူပြောပြတာဒီစက်တက်နဲ့ဟိုရောရောဝင်လောက်ပြီးတော့သတင်းပေးတယ်လို့ပါလို့ဆိုလို့ရှိရင်သူပြီသူပြီသားလည်းသူမခံသူဘယ်လိုပြောလဲသူပြီနေသူရခိုင်ပြည်သားလည်းသူ မထားဘူးအကုန်ပြ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 တသားပြပြပြတသားလောက်လောက်တယ်အာဒီအားရကြောင့်မလဲသူတို့အခုလိုမျိုးအာတိုက်ပွဲတိုင်းလိုလိုနိုင်တာဗောဗျာအဲ့အဲ့လိုပြက်သားမှလည်းရမှာပေါ့ဟောဒီမှာဘာလို့ဆိုတော့တချို့တချို့ကြတော့အဲ့လိုမပြက်မသားလို့လို့အခုဟိုပေးဆက်လိုက်ရမှာဟာရမနေဘူးလေအခိုင်ပြည်သူပြည်သားရင်လည်းသူတို့အိမ်နဲ့ကြားရဲရတော့ဆက်ဆိုင်ရတော့ကောင်းပါလေဘယ်လိုပြောရမလဲအခိုင်အခိုင် ရခိုင်ဒီသားတွေကတော့တမျိုးသားလုံးကသူတို့ကစိတ်တက်ကတခုပဲရှိတာဟုတ်အဲ့တော့အေးနဲ့သူကြိုက်တဲ့နေရာကိုသွားကြိုက်တဲ့အိမ်ထမင်းတက်စားကျွန်တော်အေးရပါပြောစားလို့ရရဗျာအဲ့လိုတွေကိုစီးလုံးကြရတယ်ပေါ့ရခိုင်ကရခိုင်ရခိုင်မိနယ်မှာကလည်းဒီစစ်ကောင်စီကိုတော်လန်နေရပေါ့နော်တော်လန်နေရဖြစ်တော့တကြောင်လို့ဒီရခိုင်မိနယ်ကထွက်တဲ့ဒီမင်းသားချူလီတို့နေတူတို့ကျွန်တော်ကကျွန်တော်အာပီကေအာပီကေရဲ့လူတွေပဲပေါ့ဒီအနာသိန်းတော့လည်းသူတို့ကဟို ရှေ့ရှေ့ကနေပါပြီးတော့တင်မလာဘူးပြည်သူဘက်ကရက်ပြီးတော့အဲ့လိုတိုက်ရိုက်တနုံနယ်ကိုပါခဲ့လူကြီးဆိုတော့ကျွန်တော်ကတော့တော်တော်ကြိုက်ခဲ့ပေါ့အခုနောက်ပိုင်းကျတော့ဟိုဒီဘက်မပါလို့လေကျွန်တော်တို့ကဒီဘက်ကိုမပါလို့ကျွန်တော်တို့ကအဲ့လိုပြောချင်တာတော့မဟုတ်ဘူးဗျာကြားတယ်ဟိုအเจ้าမျိုးမျိုးကြောင့်ဗျာဟိုစီးပွားရေးကြောင့်ပါကြောင့်ဟိုအဲ့လောက်ထိလက်ခံလို့ရအခုဟိုတနည်းအားဖြင့်လာကိစ္စကြီးကြတော့ဒီစက်တဲ့ policy ကရိုက်ပြီးတာလို့ပါလို့ကြတော့ဟောမုံသွားတော့ဗျာဒီတော့ အရင်တော့ဟိုချစ်ခဲ့တဲ့ဟာချစ်ခဲ့တာရှိရပြဗျာဘာလို့လဲဆိုဒီငယ်တဲ့ဒီဒီရွှေရှင်မင်းသားနေတိုးဆိုငယ်တဲ့သူတို့ကြည့်ပြီးကြီးပြင်းလာဆိုတော့ကြိုက်တယ်အခုအဲ့လိုမျိုးဟိုပါဖြစ်သွားတော့ကျွန်တော်တို့ကတော့ bike ပေါ့တော့ကသူကားလည်းမကြည့်တော့ဘူးဗျာအဲ့လို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 ပဲပေါ့ခေါင်းထဲမှာလည်းအဲ့လိုမျိုးရှိတော့ဘူးသူတို့ပြည်သူတွေကိုပြည်သူတွေကိုဘယ်လိုမဆိုင်ပေးခြင်းလဲဆိုတော့ကြည့်ပေါ့ကျွန်တော်တို့ လုပ်နေတာတည်တာပဲဒီဒီအမှုပညာရှင်တွေဆိုလဲတော်တော်များများပါပဲကျွန်တော်တို့ဒီဒေါ်လိုင်းစားတော့ဒူရီဒူရီထအောင်ခဲ့တာကြီးပဲပေါ်ပြီးတော့မှဟိုအခုမှဟိုဘောသွားမှာပြီးတော့ဟိုသူစီးပွားရေးအတွက်ဆိုရင်တော့သူစီးပွားရေးအတွက်ဟိုမိသားစုအတွက်ထားပါတော့ဟုတ်တယ်မလားဘာဘာမှအဲ့လောက်ရှုံးမရှိဘူးဒီလိုစက်တက်ဘက်ကတီးတတာရင်းနဲ့ဘောမှာဗျာနောက်ဆုံးသူတရုပ်မဆောင်နိုင်ဘူးဆိုလို့ရှိရင်ဟိုအကြောင်းပြပြီးတော့မဆောင်လည်းရတာပဲဗျာအာကိုကတီးတီးတတာကြီးကိုမနေတာကြီးက ဲ့လိုကြတော့ပြည်သူတွေနဲ့စဉ်းစားဖို့ကျွန်တော်တို့ကတော့ဖြစ်စေချင်တာကတော့အဲ့လိုဘယ်လိုပြောမလဲကိုယ့်ဘက်ကကိုယ်ဒီမှာပြည်သူတွေကိုဒီလောက်လေရင်နဲ့ကျဲလိုက်ဘုံဘုံနဲ့ကျဲလိုက်လုံနေတဲ့စစ်တပ်ကိုထောက်ခံနေတဲ့မိပညာရှင်တွေမျိုးပေါ့နော်ကျွန်တော်ကတော့ boycott လုပ်စေချင်တယ်ပေါ့ဒီအခုတိုက်ပွဲဖော်နေရပါတော့ဒီရခိုင်မျိုးနဲ့တမီးမျိုးလုံးနီးပါးတိမ့်တိမ့်ပိုက်ပွဲနောက်ထပ်အရာဝီတို့ဘာလို့တတ်တိုင်မယ်ဆိုတော့ ကယ်တမ်းသူတို့ရဲ့သူတို့ရဲ့ခံယူချက်ပေါ့နော်သူတို့ရခိုင်နိုင်ငံတော်တည်ထောင်ဖို့အတွက်တိုက်ခဲ့တာအဲ့လိုမျိုးဖြစ်လာအောင်လေဒီစစ်တပ်ကပဲဟိုခက်ဆက်ဆက်ပြားဒီတိုင်းရင်းသားတွေကိုပြီးနေချုပ်ချယ်ပြီးတော့နေခဲ့တဲ့သူတို့ကစိတ်နာပြီးတော့စိတ်နာလို့သူတို့တိုက်ပြီးတော့သူ့နိုင်ငံသူ့နိုင်ငံတော်အတွက်တည်ထောင်မယ်ဆိုပြီးသူတို့ကတိုက်တယ်အဲအဲ့ဒါကြောင့်သူတို့အကုန်လုံးနှိပါလဲရနေပြီဗျာနောက်ထပ်တိုက်ပွဲတွေထပ်ပြီးတော့ဒီ AR တွေတို့ဘာလို့ထပ်တိုက်မယ်ဆိုတာသတင်းကြားရပေါ့အော်ကျွန်တော်မြင်ရတော့ ိုက်တယ်နိုင်နိုင်မယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်တက်ပေါ့ဒီတော်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 များများဗျာဒီစက်တက်မှာဗာစိတ်တက်ရှိတော့မှာဗာမရှိတော့တိုက်ရခိုက်ရတဲ့ကောင်မရှိတော့ဗျာ။ရှင်ပြန်ဒီလင်းမဲ့အားကိုးနေရတယ်ဒီကောင်တွေကကောင်တွေမှာတကယ်ရှင်ပြစ်ရှင်ပြစ်ဆိုတကောင်မှပြည့်ရတဲ့ကောင်မရှိတော့ပြီးပြီးပြီးမယ်ဆိုတဲ့ကောင်တွေပဲရှိတော့ဘလူးနင်းနီအေအေလူမျိုးအဖွဲ့စည်းမျိုးပါဗျာ။ဟိုခုမှဟိုထောင်တာမှာဗာမကြသေးဗျာဖွဲ့စည်းထောင်တော့မှာ20တောင်ပြည့်သေးရဲ့အဖွဲ့စည်း ဒီလိုမျိုးတပြည်နယ်လုံးနှီးပါတိုက်တိုက်လာနိုင်ပြီဆိုတော့သူတို့ရဲ့အဓိကအိမ်မက်ကိုသူတို့အကောင့်ထဲဖို့နိုင်မယ်လို့ယုံကြည်ပါတယ်။